but I, as of now, they are not true. Okay. Would you want to join the MCU if the opportunity presented itself? I mean, there's fan art sure. and you look pretty good in the MCU. Oh, okay. I I need to I need to look at this fan art. Um yeah, if the right superhero comes along, then 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 sure. But who okay. wouldn't want to be who wouldn't want to play a superhero? Do you have your eye on a specific superhero? I mean, people want you. I don't know enough about it to know what superheroes are like available at the moment. Like, how many are we have left. So I don't know. I'll, I'll keep my eye out though. Yeah, Stony X match is about big and breaking news, guys. Stranger Things Day got Max up here Luthi Miaja met Sadie Sink D. MCU go Majakin Natown Nasat Chow Matwala Spider Man 4 Yoshi Ma Satin Bio. Join our room as we the thing at the Alien Twala Kebari. So the video Maro Twala get it. Deadline Sound Bago Papia Bime. Sadie got Bear character and in a power in Dwamale. Bear Ro and in a Mia Nine Surarigo. A Tazation Piabi Dwamamulu. Seven Zaja is in video Leo Song Auntie Chitwa Pichapao. And as always, guys. guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကို die guys support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးကိုစောင်းအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am vengeance. I am the night. I am Batman. โอเคဒီ report ကိုနာမည်ကြီး deadline ဆိုတဲ့ website ကနေပြီးတော့ Stranger Things ရဲ့ Star City Sync Tom Holland ရဲ့နောက်ထပ် Spider-Man ရုပ်ရှင်မှာပါဝင်လာခြင်းဆိုတဲ့ခေါင်းစဉ်နဲ့တင်ထားခြင်းဖြစ်ပါတယ်ဒီသတင်းကိုလွန်ခဲ့တဲ့လ၏တဲက Collar Hala တခုအနေနဲ့ Insider တွေ Scoop တွေကအများကြီးတင်ထားခဲ့ခြင်းနေလဲရှိပြီးတော့အဲ့ဒီအချိန်တွေကသူတို့ဒီ City က MCU ရဲ့တစားတစားပါလာတော့မဲ့ X-Men character တွေကတခုဖြစ်မယ်ဆိုပြီးတော့ထင်ကြေးပေးခဲ့ကြတာတွေဖြစ်ပါတယ်အခုချိန်မှာတော့တရုတ်ဆောင်ကိုရိုင်းကပါ confirm လိုက်ပြီးတော့သူဒီ MCU ကို join လာရုံတင်မကဘူးချက်ချင်းထွက်လာတော့မဲ့မကြခင် င်းရိုက်ကူးရေးစားတော့မယ် Spider-Man 4ရုပ်ရှင်မှာပါဝင်မယ်ဖြစ်ကြောင်းကိုဖြေကြားလာခဲ့ပါတယ် report မှာရေးထားတာကဆက်ပြီးတော့ထွက်နေတဲ့ Spider-Man franchise အတွက်ဒီနှစ်ကုန်မှာစတင်ရိုက်ကူးမယ်လေကားမြောက်ရုပ်ရှင် Spider-Man 4အတွက်ပရိသတ်တွေနဲ့လည်းစိတ်နေမှာမဟုတ်တဲ့ Sadie Sink ကပါဝင်လာခဲ့ပါပြီ Sadie ကဘယ်နေရာတရုပ်ဆောင်မလဲဆိုတာကိုတော့မဖြေခဲ့ပေမဲ့သူ့ကိုလူတိုင်းပရိသတ်တိုင်းက X-Men character Jean Grey ဖြစ်ဖို့အတွက် TOE တွေထုတ်နေကြတယ်ဒါပေမဲ့သူက Spider-Man ရဲ့တခြားချစ်ရသောဇပင်နီ character တစ်ခုလည်းဖြစ်နိုင်သေးတယ်ဆိုတာကိုမေးထားလို့မရဘူးဆိုပြီးတော့ရေးသားထားပါတယ်ဒီဇ လန်ဒီနောက်ဆုံးနိုဝေဟောင်းမြို့ရှင်ကဒေါက်တာစထရိန်းစပိုင်ဒါမန်ဘာလို့လဲဆိုတာကိုမေးပြအောင်လှုပ်လိုက်တာရဲ့အဆက်ဖြစ်လိမ့်မယ်။စီရီကအရေးကြီးတဲ့နေရာကပါဝင်သွားမယ်ဆိုပြီးတော့ရေးသားထားတာကိုတွေ့ရပါတယ်။ဒါက Marvel U Move Fan တွေပဲမဟုတ်ဘဲနဲ့လူတိုင်းဖတ်လို့ရအောင်ရေးထားတဲ့တင်ဒင်ဖြစ်တဲ့အတွက် Insider တွေစီကရတာပါဆိုပြီးတော့ state မလုပ်ထားပေမဲ့သူတို့ကိုယ်တိုင်စီဒီဒီ X-Man နဲ့ကချင်းဂရေးဖြစ်နိုင်ကြောင်းကိုအတီးလင်းရေးသားထားတာကိုတွေ့ရမှာပါ။ဆက်ပြီးနောက်ထပ် Spider-Man ချေရတဲ့စပင်အနီ character ဆိုတာကတော့ Tiger လို့ခေါ်ပြီးတော့ Spider-Man ကိုအားပေးတတ်တဲ့ Mary Jane Watson MJ ကိုရည်ညွှန်းနေတာလည်းဖြစ်ပါတယ်။ Bad ် MCU မှာ Zendaya ရဲ့ MJ ကရှိနေပြီးသားပါသူရဲ့နာမည်က Mary Jane ဆိုတဲ့ MJ မဟုတ်ဘဲနဲ့ Michelle Jones ဆိုတဲ့ MJ ဖြစ်ခဲ့ပြီးတော့အခု Spider-Man အတွက် MJ ဖြစ်ဖို့အတွက်ကိုရည်ရွယ်ထားခဲ့တာလည်းဖြစ်ပါတယ် So Spider-Man ကရုပ်တရက်ကြီးဘလို့လို့တခြား MJ တယောက်ဒါမှမဟုတ် Jean Grey လို့ X-Men တယောက်ကိုတွေ့နိုင်ပါလေအဖြေကိုတော့တချို့တွေကလည်းတည်ပြီးကြတော့ပြီ Doctor Doom ဖန်တီးထားတဲ့ Battle War နဲ့ Doomsday ရုပ်ရှင်တို့ကြောင့်ပဲဖြစ်နိုင်ပါတယ်ချိန်မှာတင်ထားပေးခဲ့တဲ့ဗီဒီယိုကိုကြည့်ပြီးသားတွေကတော့သိကြမှာပါမကြည့်ရသေးတဲ့သူတွေအတွက်ကတော့အချင်းချင်းအနေနဲ့ပြောရမယ်ဆိုရင် Spider-Man 4ရုပ်ရှင်က delay ပေါင်းများစွာနဲ့နောက်ဆုတ်သွား ါပြီးမှ Avengers Doomsday ရုပ်ရှင်နောက်ကိုရောက်သွားခဲ့ပါတယ်။ Doomsday ရုပ်ရှင်ကိုလည်းအဆုံးတက်မှာဒေါက်တာ Doom က9ကို9မှာဖြစ်တဲ့အတွက်သူတို့က Spider-Man 4ရုပ်ရှင်ကိုဒေါက်တာ Doom ရဲ့ကဘာပေါ်မှာပဲရိုက်ကိုရိုက်ရဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ Spider-Man 4ရုပ်ရှင်ဒီ Spider-Man ထက် Avengers Day နဲ့ဒေါက်တာ Doom လောက်ရတို့ကြားကအရှုပ်တွေကိုရိုက်ပြမဲ့ဇလန်တစ်ခုဖြစ်လာခဲ့ပါတယ်။ And လွန်ခဲ့တဲ့တစ်လလောက်ကပဲ Marvel Studios ရဲ့ Head Kevin Feige ကကဘာတဝန်းလုံးမှာရှိနေတဲ့ပရိသတ်တွေကို Maybe မကြခင်လာမဲ့ Thunderbolts ရုပ်ရှင်ကနေစပြီးတော့ထွက်တဲ့မြရုပ်ရှင်တွေ project တွေတိုင်းမှာ X-Men character တွေကိုတစားတစ်စားထည့်ပြသွားတော့မှာဖြစ် တယ် Secret Wars ရုပ်ချင်းကြီးပြီးသွားပြီဆိုရင်တော့လာမာက X-Men တွေရဲ့ Mutant Saga ဖြစ်တယ်ဆိုပြီးတော့အတီလင်းကြီးညာထားခဲ့ပြီးပါပြီအဲဒီပြလာမဲ့ X-Men character တွေကအရင် X-Men ရုပ်ရှင်တွေကတရုပ်ဆောင်ဟောင်းနေလဲပါဝင်ပြီးတော့နောက် Mutant Saga အတွက်အနာဂတ်အတွက်ပါဆက်ယူသွားမဲ့သူတွေလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ဖြေကြားထားပါတယ်ဥပမာ The Marvels အစုံမှပါခဲ့တဲ့ Beast ဒီအရင် X-Men ရုပ်ရှင်တွေက Beast ဖြစ်ပြီးတော့ Mutant Saga မှာဆက်မတုံးနိုင်ပေမဲ့အခု Sadie Sink လို့အရွယ်လဲကောင်းနာမည်လဲကြီးရဲ့မင်းသမီးကိုဆိုရင်တော့တကယ်တာ Jean Grey ဖြစ်လာခဲ့မယ်ဆိုရင်နောက်ထပ်10နှစ်စာလောက်အတွက်ဖြစ်မယ်ဆိုတာ ကအသေးကြပါပဲ။ဒါအပြင် Avengers Doomsday ရုပ်ရှင်မှာတော့မှလက်တစုပ်စာ X-Men အဖွဲ့တစ်ဖွဲ့ပါဝင်အောင်မယ်လို့ကြားထားရတယ်လို့အခု Serie Sin ကအဲဒီ X-Men အဖွဲ့ထဲမှာပါမှာတော့မဟုတ်ဘူး။အဲဒီဖွဲ့ကရှင်းမပြပြခဲ့တယ်လို့ X-Men အဟောင်းတွေပါဝင်ပြီးတော့ Doomsday မှာရှုံသွားကြရမယ်။ဒါမှမဟုတ်တေသွားကြရမယ်အဖွဲ့ဖြစ်နိုင်ပါတယ်။ Serie ကတော့ Doctor Doom ဖန်တီးလိုက်တဲ့ကမ္ဘာအသစ်ကြီးရဲ့မှာ Spider-Man တွေ့ဆုံရမယ်။ Spider-Man 4ရုပ်ရှင်မှာပါမယ်။အနာဂတ်အတွက် character တစ်ခုဖြစ်မယ်ဆိုတာကသိကြနေပါတယ်။ဒါအပြင်တေယုတ်ဆောင်ကိုယ်တိုင်ပြောတာအရသူ့ရဲ့ character ဒီ Tamman side character မျိုးမဟုတ်ဘဲနဲ့ major role တစ်ခုအနေနဲ့ ်ပါဝင်သွားမှာဖြစ်တယ်။ဥပမာ Norway Home ရုပ်ရှင်ထဲမှာ Doctor Strange ကပါခဲ့တယ်လို့မျိုးကို Major Role တစ်ခုအနေနဲ့အရေးကြီးတဲ့ Role တစ်ခုအနေနဲ့ပါဝင်သွားမယ်ဆိုပြီးတော့ဖြေချထားပါတယ်။ Spider-Man 4ရုပ်ရှင်ရဲ့ Plot အတွက် Rumor တွေအရဆိုရင် Spider-Man 4ကိုရောက်တဲ့အခါ Spider-Man ရုပ်ရှင်နဲ့ဖြစ်တဲ့အတွက် Spider-Man ကအဖွဲတစ်ခုကိုတိစောက်ရပြီးတော့ဦးဆောင်ပြီး Doctor Doom ကိုပုံကန်ရမယ်ဆိုပြီးတော့ကြားထားရပါတယ်။ And yes Battle War မှာဆိုရင်အသက်ကယ်ရင်နဲ့လွတ်သွားတဲ့ Hero တွေနဲ့အတူ Doctor Doom, Doctor Strange နဲ့ Molly Juman ကပဲအရင်ပါတွေဖြစ်ပျက်ခဲ့တဲ့ဆိုတဲ့ Universe ဇာတ်လမ်းတွေမှတ်ဉာဏ်တွေကိုရှိနေအောင်မှာဖြစ်ပြီး ီးတော့တခြားဒေါက်တာဒွန်းဖန်တီရဲ့ကဘာပေါ်ကလူတိုင်းကတော့မှတ်ဉာဏ်ဖြောက်ခံလာရပြီးဒူထားရဇလန်အတိုင်းသူ့ကိုကိုးကွယ်ပြီးတော့နေနေကြရမှာဖြစ်ပါတယ်။ဆိုမေဘီစပိုင်ဒါမန်ကလည်းအရင်အကြောင်းတွေကိုမမှီနေသေးတဲ့သူတယောက်ဖြစ်လို့အဖွဲတစ်ခုစောက်တာလူလိုက်စုတာတွေကိုမြင်ရနိုင်ပြီးအဲ့ဒီထဲမှာပဲစီဒီစင်ကက်ကာရက်တာကပါဝင်လာမှာဖြစ်ပါတယ်။တခြားကဘာက MJ တယောက်အနေနဲ့လားဆိုရင်စပိုင်ဒါမန်အတွက်ရှေ့လျှောက်မှာ love interest တစ်ခုချစ်သူအသေးအဖြစ်ထည့်သွင်းပြသွားမှာမျိုးဖြစ်နိုင်တယ်လို့ Jin Grey အနေနဲ့ဆိုရင်လည်းသူ့ရဲ့စိတ်ဆွမ်းအားကဒေါက်တာဒွန်း mind control လုပ်ထားတဲ့အပေါ်တနည်းတစ်ပုံနဲ့အထောက်အကူပြုပေးမယ်အနေ နဲ့ပါဝင်လာနိုင်ပါတယ်ဆိုပရိတ်တက်တို့ကဘယ်လိုထင်ကြလဲစေဒီစင်ကိုကြိုက်ကြရလားဘယ်ရိုးအနေနဲ့မြင်ကျင်ကြလဲဘယ်ကာရက်တာအနေနဲ့မြင်ကျင်ကြလဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြအဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးရကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးကိုစုံအောင်တည်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်